အေဂျင့်ဘက်ကကြည့်လို့ရှိရင်လူတွေအများကြီးကို service ပေးရတယ်ဆိုပေမဲ့ចောင်းသားတယောက်ရဲ့ဘက်မိဘတွေဘက်ကကြည့်ရဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ဘဝရဲ့ဒီပထမဦးဆုံးခြေလှမ်းပေါ့နော်အခုဆိုလို့ရှိရင်ပေါ်ခြင်းတော်ခြင်းပေါ့နော်ဂျပန်စာចောင်းနေအရန်များတယ်ဂျပန်စာသင်တဲ့သူတွေများတယ်တချို့ကကြတော့ဒီကိုကဂျပန်စာ level ကဘယ်လောက်မှမရှိနေဘူးဒါပေမဲ့စာသင်နေတဲ့လူတွေလည်းရှိရပေါ့နော် N1 N2 level ဆရာဆရာမကအောင်နေတိုင်းပြီးတော့လို့ရှင်ဂျပန်စကားပြောတာတော်နေတိုင်းစာသင်လို့မရဘူးပေါ့နော်စာစာ level ကိုကိုကသူများထက်မြင့်နေတယ်ဆိုလို့ရှင်ကိုဒုက္ခရောက်တဲ့ level ကိုအစ်စ်မပြေတဲ့ level ကပို့ပြီးတော့နည်းလိုက်မယ်ပေါ့နော် Hello အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Kisna Plus ကဝီပဲဖြစ်ပါတယ်ကျွန်မဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ဘာအကြောင်းကိုပြပြပေးမလဲဆိုလို့ရှိရင်ပေါ့နော်ဒီဂျပန်ကို language school နဲ့တွားချင်တယ်ဘယ်ကနေစပြီးတော့ပြင်ဆင်လို့ပြင်ဆင်ရမှာမသိဘူးဆိုတဲ့သူတွေအတွက်ကိုဒီဗီဒီယိုလေးမှာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီကျွန်မကို Messenger မှာပေါ့နော်လာမိကြတဲ့သူတွေအထက်ထဲမှာဒီကရကန်ရှင်မောင်လေးညီမလေးတွေမဟုတ်ဘဲနဲ့ပေါ့နော်သူတို့တွေရဲ့မိဘတွေလည်းဒီပါတဲ့အတွက်ကြောင့်မလို့ကျွန်မကပေါ့နော်လုံးဝဂျပန်မှာ language school နဲ့ပတ် က်ပြီးတော့လောက knowledge မရှိသေးတဲ့လူတွေအတွက်ဒီဗီဒီယိုထဲမှာအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ဂျပန်မှာ language ကူတက်တော့မယ်ဆိုလို့ရှိရင် intake ၄ခုရှိရပေါ့နော်တစ်ခုကကျတော့ဒီ၄လပိုင်းကစတက်ကတာပြီးတော့8လပိုင်းကစတက်ကတာပြီးတော့10လပိုင်းကစတက်ကတာနဲ့1လပိုင်းကစတက်တာဆိုပြီးတော့ဒီ intake ၄ခုရှိရပေါ့နော်အဲ့တော့ဒီ April လပေါ့နော်ဒီ၄လပိုင်းမှာစတက်ရတဲ့လူတွေဆိုလို့ရှိရင်တော့ဒီ2နှစ် course ပေါ့နော်2နှစ်တက်လို့ရတယ်ပြီးတော့လို့ရှိရင်1နှစ်လည်းတက်လို့1နှစ်ထဲလည်းတက်လို့ရတာ လည်းရှိရပေါ့နော်နှစ်နှစ်ကိုးစ်ကတော့အများဆုံးပေါ့နော်ခုနှစ်လပိုင်းတက်ကြတဲ့လူတွေအတွက်ကကြတော့တစ်နှစ်နဲ့6လပေါ့နော်သူကတစ်နှစ်နဲ့6လ language ကိုတက်တယ်ပြီးတော့အောက်တိုဘာလပေါ့နော်ဒီ10လပိုင်းစပြီးတော့တက်ချင်တဲ့သူတွေကကြတော့ဒါကတစ်နှစ်နဲ့6လကိုးရှိပါတယ်ပြီးတော့ဒီတစ်လပိုင်းမှာစတက်ကြတာကတော့တစ်နှစ်နဲ့3လကိုးဆိုပြီးတော့ပေါ့နော်4 intake 4ခုရှိရပေါ့နော်ဒီ intake 4ခုကိုဘယ်လိုမျိုးရွေးချယ်ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဂျပန်စာ level ပေါ်မှာမူတည်ပြီးတော့ပေါ့နော် ွေးချယ်လို့ရတယ်အဲ့တော့ဂျပန်စာ level line ပေါ်မှာမူတည်ပြီးတော့ကိုကြိုက်တဲ့ intake ကိုရွေးချယ်လို့ရတယ်ပေါ့နော်ဒီ n3 တို့အောင်ပြီးသွားတဲ့သူတွေ n2 တက်ခါစားလူတွေပေါ့နော်အဲ့လိုလူတွေအတွက်ကကြတော့ကျွန်တော်တစ်နှစ်နဲ့3လပေါ့နော်တက်ရတဲ့ course တွေတစ်နှစ်နဲ့6လပဲတက်ရတဲ့ course တွေဒါမှမဟုတ်လို့ရှင်တစ်နှစ်သေးတက်ရတဲ့ဟာမျိုးရွေးလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုမှဂျပန်စာကိုစပြီးတော့တက်မဲ့သူတွေဒါမှမဟုတ်လို့ရှင် n5 ခုမှစတက်နေတဲ့သူတွေဆိုလို့ရှင်တော့အကြံပေးချင်တာကဒီနှစ်နှစ်တက်ရတဲ့ course ပေါ့နော်၄လ ပိုင်ကနေစတက်ရတဲ့ course ကိုရွေးချယ်စေချင်တယ်ပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ဂျပန်မှာ language school နဲ့တက်မယ်လို့စဉ်းစားတဲ့အချိန်ကနေစပြီးတော့ဂျပန်ရောက်သွားတဲ့အချိန်အထိပေါ့နော်ဘယ်လိုမျိုး process တွေလောက်ကမလဲဆိုတာကို step by step ပြောပြပေးသွားမှာဖြစ်ပါတယ် ဲ့တော့အရင်ဆုံးဂျပန်စာသင်ဖို့အတွက်သင်တန်းအပ်ရမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကိုကဒီဂျပန်ကိုဒီသွားဖို့အတွက်ဆိုလို့ရှိရင်ဒီအေဂျင့်နဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်ចောင်းလျှောက်ဖို့လုပ်ပြီးအတွက်ကြောင့်မလို့အေဂျင့်နဲ့ချိတ်ဆက်ရမယ်ဒီအေဂျင့်ကနေတဆင်ចောင်းရွေးရတယ်ပေါ့နော်အေဂျင့်နဲ့ဒီဆွေးနွေးပြီးတော့ចောင်းရွေးရမယ်ပြီးသွားလို့ရှိရင်ကိုလျှောက်မဲ့ចောင်းကိုဒီចောင်းလျှောက်လာတင်ရမယ် အဲ့ကြောင်ရှောက်လာတင်ပြီးသွားလို့ရှင်သူကတပတ်အတွင်းဒါမှမဟုတ်လို့ရှင်တပတ်လောက်ကနေလို့ရှင်ပေါ့နော်အင်တာဗျူးဖြစ်ရတာပေါ့နော်အင်တာဗျူးဖြစ်ရမယ်အင်တာဗျူးပတ်ဖြစ်သွားပြီဆိုလို့ရှင်ဒီ agent ကိုပေါ့နော်လိုအပ်တဲ့ဆောက်ရွက်စာတမ်းတွေတင်တင်ရတယ်ပေါ့နော်အကြလို့ရှင် agent ကနေပြီးတော့ဆောက်ရွက်စာတမ်းတွေကြောင်ပို့ပေးအဲ့တော့မှကြောင်ကနေပေါ့နော်ဒီဆောက်ရွက်စာတမ်းတွေကိုတေချာ check လုပ်ပြီးတော့စစ်ဆေးပြီးတော့ဒီ lower ကကို ဒီ COE ရှောက်တယ်ပေါ့နော် COE ကဒီ2လနဲ့3လအတွင်းဒီကြတယ်ပြီးတချို့တွေဆိုလို့ရှိရင်လည်းဒီ3လထပ်ပို့ပြီးတော့ကြတဲ့သူတွေလည်းရှိတယ်ဒါကဒီចောင်းသားတွေအများစုရှောက်ကြတယ်ဒီ4လပိုင်း intake နဲ့ရှောက်မှဆိုလို့ရှိရင်ပေါ့နော်အနေနဲ့အများ COE result ကဒီနောက်ကြမှာထွက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ COE ဒီ lower ကနေချပေးလိုက်တဲ့အခါကျလို့ရှိရင်ဒီ COE ကိုဒီចောင်းကနေပြီးတော့ agent ကိုပို့ပေးရယ်ပေါ့နော်ကို COE pass ဖြစ်ပါတယ်ဆိုတော့ COE မူရင်းကိုပို့ပေးတယ် တယ်အဲ့တော့မှအေဂျင့်အနေပြီးတော့ကိုယ့်ကိုဒီ ပြန်ပို့တယ်ပေါ့နော်ကိုចောင်းသားကိုပြန်ပို့တယ်အဲ့တော့မှဒီចောင်းလာကတွေတွင်းမယ်ပြီးတော့လို့ရှင်ခုနကဒီဂျပန်လောက်ဝကချပေးခဲ့တဲ့ဒီ COE ကိုယူပြီးတော့ပေါ့နော်ဒီဂျပန်တန်ယုံမြန်မာနိုင်ငံမှာရှိရဲ့ဂျပန်တန်ယုံမှာဗီဇာသွားလျှောက်မယ်အဲ့တော့ဗီဇာရလာလို့ရှင်ဂျပန်လာမယ်ပေါ့နော်ဂျပန်ကိုသွားလို့ရပြီအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အခု step by step ပြောသွားတဲ့ဒီ process တွေအကုန်လုံးကတော့အရေးကြီးရယ်ပေါ့နော်ဒီထဲထဲမှာအရေးအကြီးဆုံးပေါ့နော်အရေးအကြီးဆုံးကဘာလဲဆိုလို့ရှင်ကျွန်မက တော့ဒီဂျပန်စာကျောင်းရွေးတာနဲ့အေဂျင့်ရွေးတဲ့နှစ်ခုက အရင်အရေးကြီးရလို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီဂျပန်စာကြောင်းရွေးချယ်တဲ့အခါမှာဘာလို့အရေးကြီးလဲဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ပေါ်ခြင်းတော်ခြင်းပေါ့နော်ဂျပန်စာကြောင်းနေအရန်များတယ်ဂျပန်စာသင်တဲ့သူတွေများတယ်။တချို့ကကြတော့ဒီကိုကဂျပန်စာ level ကဘယ်လောက်မှမရှိနေဘူး။ဒါပေမဲ့စာသင်နေတဲ့လူတွေလည်းရှိရပေါ့နော်။ဒါတွေကတော့ကျမကဒီဘာမှမပြောချင်ဘူး no comments ပဲ။ဒါပေမဲ့ဒီဂျပန်မှာကြောင်းတက်တဲ့အခါကြလို့ရှိရင်ကိုကဒီအခြေခံကိုတည်တည်ချာချာ ပိုင်ပိုင်နိုင်နိုင်တင်ခဲ့ဖို့လိုတယ်ပြီးတော့လို့ရှိရင်အဲ့အခြေခံကိုတင်ယူခဲ့တဲ့ဟာကြီးကလည်းအမှားတွေမဖြစ်နေဖို့လိုတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဂျပန်စာအကြောင်းကိုလည်းတတိချာချာရွေးချယ်စီချင်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုကိုတင်နေဆရာဆရာမကအတန်ထက်တွေကို သူကိုယ်တိုင်ကမှားနေရမျိုးတွေအဲ့လိုမျိုးအတန်ထွက်တွေမှားနေပြီးတော့ဒီကေဖောင်ဒေးရှင်းကိုတည်တည်ချာချာဒီမတင်ယူခဲ့ရလို့ရှိရင်ကျွန်တော်တို့ဒီနောက်ပိုင်း level တက်တဲ့အခါမျိုးမှာဒီဒုက္ခရောက်နိုင်နေပေါ့နော်အဲ့အတွက်ကြောင့်မလို့ဂျပန်စာစပြီးတော့ဒီအာအီဥရဲ့ဩစတဲ့ကတင်နေကဆိုလို့ရှိရင်ကျွန်တော်တို့တည်တည်ချာချာဂျပန်စာတင်တဲ့အကြောင်းကိုလည်းရွေးချယ်ဖို့လည်းလိုတယ်ပေါ့နော်စတင်နေဆိုတော့အရန်အစ်မတန်ခက်ခဲလို့ကျွန်မထင်တယ်ပေါ့နော်ဒီ N1 N2 level ဆရာဆရာမကအောင်နေတိုင်းပြီးတော့လို့ရှင်ဂျပန်စကားပြောတာတော်နေတိုင်းစာသင်လို့မရဘူးပေါ့နော်အဲ့ဒီတွေ့ကြုံမှုလို့ဂျပန်စာသင်ဖို့ဆရာဆရာမရွေးချယ်တဲ့အခါမျိုးမှာတိတိချာချာသတိထားပြီးတော့ရွေးချယ်စေချင်တယ်ပေါ့နော်ဘာဖြစ်လို့ဒီဟာကိုပြောရတဲ့လဲဆိုလို့ရှင်ကျမကို Messenger မှာလာမေးကြတဲ့သူတွေထဲမှာတချို့ကတော့ COE ရှောက်ဖို့အတွက်သူကတကယ်ကိုဒီ COE ရှောက်တဲ့အခါမှာယုံကြည်ရတယ်ပေါ့နော် COE reset တွေကောင်းနေ ဒါပေမဲ့စာတင်ပြတာမကောင်းဘူးအဲ့လိုမျိုးဆိုရင်ဘယ်လိုလုပ်ရမလဲဒီစာတင်တဲ့အကြောင်း COE လျှောက်ပေးတဲ့အကြောင်းအဲ့နှစ်ခုလုံးကိုတူတူ service ပေးတဲ့အကြောင်းကိုရွေးချယ်ရမလားဒါမှမဟုတ်လို့ရှိရင် COE လျှောက်ဖို့အတွက် agent ကတသက်စာတင်တဲ့အကြောင်းကတသက်အဲ့လိုမျိုးရွေးရမလားဆိုပြီးတော့လာပြီးတော့အကြံဉာဏ်တောင်းတဲ့သူတွေရှိရတဲ့အကြောင်းမလို့ကျွန်တော်က COE ဆိုလို့ရှိရင် COE reset တကယ်ကိုကောက်ကောက်မုံမုံဖြစ်တဲ့ agent မျိုးတတိချက်ချာရွေးတသက်ရွေးပေါ့နော်ပြီးတော့လို့ရှိရင်ဒီအကြောင်းစာတင်နေဆိုလို့ရှိရင်လည်းတကယ်စာတင်ပြကောင်းတဲ့ ကြောင်းအဲ့လိုမျိုးတသက်ရွေးချက်ရပို့ပြီးတော့ကောင်းတယ်နှစ်ခုလုံးကောင်းတဲ့ကြောင်းဆိုလို့ရှိရင်တော့ဒါတစ်ခါတည်းနဲ့ပြီးသွားတာပေါ့နော်တကယ်လို့အဲ့လိုမျိုးဟာမရှိဘူးဆိုလို့ရှိရင်တသက်ရွေးချက်ကောင်းတယ်လို့ကျမတို့အကြံပေးခြင်းနဲ့ပြီးတော့နောက်တစ်ခု ဒီ process တွေထဲမှာအရေးအရေးအကြီးဆုံး step ကကြတော့ဒီ agent ရွေးချယ်တာပေါ့နော် agent ရွေးရကဘာဖြစ်လို့အရန်အရေးကြီးလဲဆိုလို့ရှင်ကျွန်မတို့ကတစ်ခါ COE မအောင်သွားလို့ရှင်နောက်တစ်ခါပြန်လျှောက်ရတဲ့အခါမှာ immediate ဘယ်တတော်လေးကိုခတ်ခဲတယ်အဲ့အတွက်ကြောင့်မလို့ကျွန်မတို့က agent ရွေးချယ်တဲ့အခါမှာလုံးဝမှတ်မှားဖို့လိုတယ်ပေါ့နော် agent ကအဆင်မပြေနေဘူးဆိုလို့ရှင်နောက် step တွေကလည်းအဆင်မပြေနိုင်အောင်ပေါ့နော်အဲ့ဒါကြောင့်မလို့ agent ကိုဘယ်လိုရွေးချယ်ရမလဲဆိုလို့ရှင်ဒီလိုအချက်လေးတွေကိုမှီညမ်းပြီးတော့ ရွေးချယ်တာကောင်းတယ်ပေါ့နော်ဒီကိုကပထမဆုံးစပြီးတော့ကြောင်းလျှောက်ဖို့အတွက်သူ့ကိုဒီဆွေးနွေးကြည့်တဲ့အခါမှာအေဂျင့်နဲ့စကားပြောကြည့်တဲ့အစ်စ်မာနေသူကကိုကိုကောင်းကောင်းမွန်မွန်တေးသေးချာချာအသေးစိတ်မပြောပြပေးနေဘူးဆိုလို့ရှင်တော့ဒီ အေဂျင့်ကိုမရွေးချယ်စေချင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီအေဂျင့်ဘက်ကကြည့်လို့ရှိရင်လူတွေအများကြီးကို service ပေးရတယ်ဆိုပေမဲ့ចောင်းသားတယောက်ရဲ့ဘက်မိဘတွေဘက်ကကြည့်ရဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ဘဝရဲ့ဒီပထမဦးဆုံးခြေလှမ်းပေါ့နော်။အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တသေးချာချာဆဆတဲက ကိုကမေးရဲ့မေးခွန်းမှန်သမျှအေဂျင့်ကတတိချာချာစိတ်ရှိလက်ရှိနဲ့ပြောပြပေးရဲ့အေဂျင့်မျိုးလည်းဖြစ်ရမယ်ပြီးတော့လို့ရှင်စာရွက်စာတန်းပေါ့နော် documentation ကိုလည်းတကယ်ကိုပိုင်နိုင်တဲ့အေဂျင့်မျိုးဖြစ်ရမယ်ပြီးတော့သူ့ရဲ့ဒီအတွေ့အကြုံတွေပေါ့နော်ဒီမြန်မာနိုင်ငံကကြောင်းလျှောက်ကြတဲ့လူတွေဆိုလို့ရှင်ဒီအများဆုံးဒီထိကြတဲ့ဟာကဘန်ကိစ္စနဲ့ပတ်သက်ပြီးတော့ထိကြရပေါ့နော်ဒါပေမဲ့တချို့ဟာတွေကြတော့ဟိုအေဂျင့်ကပိုင်ရင်ပိုင်တယ်လို့အေဂျင့်ကတော်ရင်တော်တယ်လို့လုပ်လို့ရတဲ့ပုံစံမျိုးတွေကအများကြီး to အဲ့အတွက်ကြောင့်မလို့အေဂျင့်ကိုရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်အတွေ့အကြုံတွေအများကြီးရှိတဲ့အေဂျင့်မျိုးပေါ့နော်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အေဂျင့်မျိုးယုံကြည်စိတ်ချရတဲ့အေဂျင့်မျိုးကိုရွေးရကောင်းတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်တငယ်ချင်းတွေထဲမှာဒီအေဂျင့်ကိုသုံးပြီးတော့အဆင်ပြေပြီးတော့တကယ်လက်ရှိဂျပန်မှာဒီကြောင်းတက်နေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဆိုလို့ရှိရင်တော့ဒါအကောင်းဆုံးပဲပေါ့နော်တကယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းဒီဂျပန်နဲ့ပတ်သက်ပြီးတော့ပေါ့နော်နည်းနည်းအလံဝေးတဲ့လူမျိုးတွေအတွက်ဆိုလို့ရှိရင်တော့ဒီ ဒီ Facebook တွေမှာ group တွေရှိရပေါ့နော်ဒီចောင်းသားတွေကြီးပဲဒီဝင်တဲ့ group တွေရှိရအဲ့ group တွေတဲတဲမှာဆိုလို့ရှိရင်မေးမြန်းပြီးတော့ပေါ့နော်ဒီ agent အောင်အဆင်ပြေလားဆိုတဲ့ဥစ္စာမျိုးတွေကိုဒီအကြံဉာဏ်တွေဖတ်လဲတာမျိုးတွေနဲ့လုပ်ပြီးတော့လေရွေးချယ်လို့ရတယ်ပေါ့နော်အဲ့တော့ခု တော်ကပြောသွားတဲ့ဒီ step တွေတည်းတည်းမှာဆိုလို့ရှိရင်ဂျပန်ဘက်ကပေါ့နော်ကို တက်မဲ့ចောင်းကနေပြီးတော့ဒီလဝကကို COE တင်တာကကျမတို့ဒီ6လ9လလောက်အလိုမှာတင်ရတဲ့အတွက်ကြောင့်မဲ့လို့ဒီဂျပန်မှာဆိုလို့ရှိရင် agent ရှာဖို့ agent နဲ့ချိတ်ဆက်ဖို့ဆိုလို့ရှိရင်9လ10လလောက်အလိုတဲကဒီ agent နဲ့စကားပြောဖို့လိုတဲ့အတွက်ကြောင့်မလို့ကျမတို့ကအဲ့မတိုင်ခင်တည်းကဘယ် agent ကိုကိုတုံးမှလဲဆိုတာကိုဒီကိုကဆုံးဖြတ်ထားဖို့အတွက်လိုတယ်ပေါ့နော် အရောမှာ agent ကိုတတိချာချာရွေးချယ်ပြီးသွားပြီဆိုတော့မှတတိချာချာဘာတွေဘယ် process တွေလုပ်ကမလဲဘယ်လို schedule ဘယ်ရက်အထက် line မတိုင်ခင်မှာဘာတွေလုပ်ကမလဲဆိုတော့ကို agent နဲ့တတိချာချာချိတ်ဆက်ပြီးတော့ဒီကိုသတ်မှတ်ထားတဲ့ဒီ schedule အတိုင်းကိုလိုအပ်တဲ့စာရွက်စာတမ်းတွေပို့ပေးရလို့ဒါတွေလုပ်ရမယ်ပေါ့နော် ဒါကတော့အေးဂျင့်ရဲ့ guideline ပေးတဲ့ပုံမှာမူတည်ပြီးတော့ကိုကနောက်ကနေလိုက်လို့ဖို့လဲလို့တယ်ပေါ့နော် ပြီးတော့နောက်တစ်ခုအရေးကြီးတာကကြတော့ဒီ step တွေကို ပြင်ဆင်နေရင်းနဲ့လဲကိုကဒီဂျပန်စာသင်တန်းကျောင်းကိုတက်ထားမယ်ပေါ့နော်ဂျပန်စာသင်တန်းကျောင်းမှာကိုကဒီဂျပန်စာကိုသင်ထားပြီးတော့ကျမတို့ဒီ JLPT သို့မဟုတ် NATS ဒီ ဆာမေးပွဲတွေကိုဖြည့်ပြီးတော့ဆာမေးပွဲအောင်လက်မှတ်တွေကိုလည်းဒီကြားထဲမှာယူထားဖို့လည်းလိုတယ်ပေါ့နော်။ညမှာနောက်တစ်ခုပြောချင်တာကဒီဂျပန်ကိုမရောက်ခင်တည်းကဂျပန်စာကိုတိတိချာချာလုပ်ခဲ့ဖို့လိုတယ်။ဂျပန်စာ level ပေါ်မှာမူတည်ပြီးတော့ဒီဂျပန်မှာ ဆက်ဆက်အူဆုံးပေါ့နော်တွေ့ရမယ့်အခက်အခဲကတယောက်နဲ့တယောက်နဲ့ကြွာချနိုင်ကြီးရှိရပေါ့နော်ဘယ်သူမှဆိုဂျပန်ကိုဆက်ဆက်ရောက်လာမယ့်လူတွေအန်2ပဲဖြစ်ဖြစ်အန်3လည်းပဲဖြစ်ဖြစ်ဂျပန်စာဘလောက်ပဲရရကိုယ်နိုင်ငံမဟုတ်ဘူးဒီဘာသာစကားမတူကာချာတွေမတူတဲ့ နိုင်ငံမှာကြောင်းတက်ရမယ်အလုံးလုံးရမှာဖြစ်ရတဲ့ကြောင့်မို့ကျမတို့ကအစ်စ်မပြေရရင်အခက်အခဲတွေကတော့ဘယ်သူမှဆိုရှိရဒါပေမဲ့ဂျပန်စာ level ကိုကိုကသူများထက်မြင့်နေတယ်ဆိုလို့ရှင်ကိုဒုက္ခရောက်တဲ့ level ကိုအစ်စ်မပြေတဲ့ level ကပို့ပြီးတော့နည်းလိုက်မယ်ပေါ့နော်ပို့ပြီးတော့နှိမ့်လိုက်မယ်ဒီတွေ့ကြောင့်မလို့ကိုကဂျပန်ကိုမလာခင်မြန်မာနိုင်ငံမှာရှိတဲ့ကဂျပန်စာကိုတည်တည်ချာချာလုတ်ထားမယ်စာကြီးပဲလုတ်တာမျိုးမဟုတ်ဘဲနဲ့ဒီစကားပြောပေါ့နော်တည်တည်ချာချာစကားပြော speaking တွေကိုလည်းတည်တည်ချာချာ practice လုပ်မယ်ဆိုလို့ရှင်ဂျပန်ရောက်တဲ့အခါ ါမှာအခက်အခဲတွေအဆင်မပြေမှုတွေကသူများထပ်ပို့ပြီးတော့ကိုကနဲသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျမကဂျပန်ကို language school နဲ့တွားဖို့တော့စဉ်းစားထားတယ်ဘယ်ကနေစပြီးတော့ပြင်ဆင်လို့ပြင်ဆင်ရမှမသိတဲ့လူတွေအတွက်ဒီနေ့ဒီဗီဒီယိုလေးမှာအသေးစိတ်ပြပြပေးသွားတာဖြစ်ပါတယ်ခုပြောသွားတဲ့ဒီ step တွေထဲမှာနားမလည်တာတွေပဲဖြစ်ဖြစ်တစ်ခုခုကိုဒီဆုံးဖြတ်ချက်ချဖို့အတွက်ကိုနည်းနည်းတွေးဝေနေတာမျိုးတွေရှိရဆိုလို့ရှိရင်တော့ကျမကိုဒီ comment box မှာထမမလို့ရှိရင် messenger မှာလာပြီးတော့မေးလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေအဲ့တော့ 好，video 嘛，就到 e m e b y e bye。